ာရင်လူကလေးမင်းကိုမွေးဖို့လေအမေမှမနှဲကျူးစားခဲ့ရတယ်ကွမင်းကိုဝန်ကိုအမေလွှဲထားရတော့ကမင်းအဖေဟာအမေကိုဘာမှမခိုင်းဘူးကွအမေပိုက်ထဲကသူ့ရင်သွေးလေးကိုပဲဂယုဆိုင်ဖို့မှာခဲ့တယ်တနေ့တနေ့မင်းကိုဝန်ကြီးကိုလွှဲပြီးတွားရလာရတာမလွှဲဘူးအမေမှခြေလန်းတလန်းရှောက်ဖို့ကိုမနှဲကျူးစားခဲ့ရတာကွ မင်းကိုမွေးတုံးကလေမင်းအဖေဟာပျော်လွန်းလို့ထထောင်ကုန်တယ်။ဒါသူ့သားဆိုပြီးတလန်းလုံးကိုကြွားခဲ့တာမင်းကိုမြင်စေချင်စမ်းနဲ့။တွေ့တဲ့လူတိုင်းကိုကျွန်တော်သားလေးဘလို့လိမ်မာတာစကားတွေပြောတတ်နေပြီဆိုပြီးပြောတာပြောတာသားရဲ့မင်းဖိုးပွားတွေကလည်းမြေဥမှုချက်လိုက်တာကွယ်။မင်းကိုသူ့မြေငါမြေဆိုပြီးလူရင်အဖိုးနဲ့အဘွားရန်အောင်ဖြစ်ကြတယ်။ မင်းနှစ်နှစ်သားထိလမ်းမလျှောက်တက်လို့အမေစိတ်ပူလိုက်တာသားရဲ့ငါသားလေးဘာမှမဖြစ်ပါစေနဲ့ဆိုပြီးဖះမှာဆူတောင်းရတာလေမင်းဖေကခြံထဲမှာကျဉ်တူပြီးမင်းကိုကျဉ်နဲ့ထည့်တာမှမင်းလမ်းလျှောက်တက်တာသားရဲ့ဒါမင်းမမိသေးလားမင်းပထမဆုံးပြောတာဖေဖေလို့ဆိုပြီးပြောတာအဲ့ဒီစကားကံကြတော့မင်းဖေလေး ပျော်လွန်းလို့မြင်ရတာကြတယ်ကွ။မင်းကြောင့်သွားရင် အမေကမင်းကိုအသွားပြန်လိုက်ပို့ပေးရတာ။မင်းငငယ်ကအယုတ်လေးတွေလိုချင်နေဆို အမေတို့မှတားလိုချင်တာမှလည်းဝယ်ပေးခဲ့တာကွ။မင်းလေးတန်းအစိုးရစစ်ကိုအောင်တော့မင်းဖေလေးတရက်ကွက်လုံးကိုခြာဆန်းချောကျွေးခဲ့တာလေ။မင်းကိုရှင်ပြုတ်ပေးတော့ကအဖေနဲ့အမေလေးမတို့သားလေးကို ရှင်ပြုတ်ပေးနိုင်ခဲ့ပြီလို့ ကျုံးသွားခဲ့တာမင်းဆယ်တန်းမှာဆက်လက်တောက်လို့ရောင်းကန်ရောက်တော့မင်းဖေလေးတနာတကျင်ကြီးသူ့စီလိတ်ဘူးကိုလှုပ်ပြစ်ခဲ့တာမင်းမမိသေးရလားငါตาရဲ့မိတီလာကန်တော်အောက်ကဖားကောက်ခဲ့ပါဆိုတဲ့တခြင်းကိုမင်းဘွားကညတိုင်းစူပြခဲ့တာလေတာမင်းကိုဝင်ရှိတော့ကညညဆိုမင်းကန်တာလေတာမမိသေးလား ဒီຫນွေဥမာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်တော့မင်းကိုဆန္ဒပြတဲ့အချိန်မပါဘူးအမေတို့တားခဲ့တာကလေတာလူကလေးအမေတို့မှာမင်းတယောက်ပဲရှိလို့ပါတာရဲ့မင်းအတွက်ဆိုအမေအကုန်လုံးကိုရင်ဆိုင်နိုင်တယ်အမေတို့နဲ့တပတ်ပြည့်အောင်မကွဲဘူးတဲ့ငါတာကဟိုးဘာမှမရှိတဲ့တောကြီးမြတ်မဲမှာမင်းဘလို့ရှင်သန်နေမလဲတာရဲ့ဒီနေ့ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်တဲ့ YouTube မှာသတင်းတွေတက်လာတာတွေ့တယ်မင်းလဲဖုန်းတော်မဆက်ဘူးနော်ตา ตาရေဒီနေ့ညကျယ်တွေစုံနေသိလားကောင်းကင်ဟာတိတ်လာတာပဲပုံမှန်ဒီချိန်ဆို အမေတို့သားမိသားဖာ၃ယောက်လမ်းလျှောက်ကြတာလေตาဟိုတရက်ကလေအမေတို့လမ်းကိုစစ်သားတွေအများကြီးရောက်လာတယ် အမေတို့လမ်းနာမှာစစ်ဘုတ်တယောက်အသက်ခံရလို့တဲ့အမေတို့အိမ်တကားကိုကန်တယ်ပြီးတော့ဖြန့်ခိုင်းတယ်အိမ်ကိုရစရာမရှိအောင်လဲမှွေနှောက်သွားတယ်အမေတို့ကြောက်လိုက်တာငါသားရဲ့မင်းအဖေကတော့အားပေးရှာပါတယ်ဘာမှမကြောက်နဲ့တဲ့သူရှိတယ်တဲ့ဒါပေမဲ့သူ့မျက်နှာမှာလဲစိုးရိမ်စိတ်တွေကို အမေတွေ့နေရတယ်မင်းခွေလေးပူတင်းလေးသူတို့ကိုဟောင်လို့ နောက်ထပ်အတန်ထွက်ရင်ပြတ်တက်မယ်လို့ပြောတယ်သားရဲ့မင်းနဲ့အဆက်အသွယ်ပြတ်သွားတာသုံးလတောင်ရှိပြီသားရဲ့မင်းကတော့စစ်စင်ရေးရှိလို့ဆိုပြီးပြောတာပဲဒါပေမဲ့အမေကတော့ဘယ်စိတ်ချနိုင်မလဲစစ်တိုက်နေကြတာလေတနတ်တွေနဲ့ပြစ်နေကြတာလေဟိုဘက်ကအဆဆရာရာပြေစုံနေတဲ့တက်ကြီးလေသားရဲ့အမေမှမင်းအစဉ်ပြေဖို့နေတိုင်း အိမ်ထဲကဘုရားမှာဆုတောင်းဝတ်ပြုရတယ်။အထိတ်တန်ဝင်တယ်။ဒါပေမဲ့ကံကြမ္မာကမကောင်းတဲ့သူတွေပေါ့မျက်နာတိတ်လိုက်တာပဲတာရဲ့။ဘာကြောင့်အမေသားမှလဲ။ဘာကြောင့်အမေတို့ရဲ့တူဦးသောသားမှလဲ။တာရဲ့အမေလေးဒီသတင်းကိုကြားတော့ရှင်ဆိုပြီးတခွန်းနဲ့ပြောနိုင်တော့တယ်။ မျက်လုံးတွေကလည်းအရှိကကြည်လင်နေတဲ့မြင်ကွင်းကိုမြင်နေရတာကနေတဖြည်းဖြည်းဝေဝါးသွားတယ်။အရာရာဟာနောက်ကြည့်နေတာပဲ။အမေနားထဲမှာလေတွေဟာပလူပြားလို့ကောင်းကနောက်ကြည့်ပြီးအမေဘာမှမမြင်ရတော့ဘူး။အမေမျက်လုံးတွေပြားပြီးနားတွေထိုင်းပြီးအမေရဲ့ရွှေတောင်ကြီးပြိုပြီးตาရဲ့ အမေရဲ့ဥယင်လေးအမေရဲ့အသက်လေးအမေရဲ့အိမ်ကလေးအမေရဲ့ဘဝလေးပြိုပြီးသားရဲ့အမေနိုးလာတော့အဲ့ရထဲမှာအမေဟာလဲလို့ကွယ်မဲဖေလဲဝရဏာမှာထိုင်ပြီးအရှိကိုငေးနေတာလေဘာစကားမှလည်းမပြောဘူးသူ့စေပြင်းလက်ကြီးခဲတာလေ စိတ်လိုက်ကမီးတောင်ထွက်တယ်ကွယ်မင်းဖွားကလည်းငိုမင်းအဖိုးကလည်းငိုအမေတို့ကဘာကြီးပြူပြီးသားရဲ့မင်းနာရီကိုအမေတို့ဘလို့ကျင်းပါမလဲဘသူကလည်းလာရဲမှာလဲအဲ့ဒီရက်တွေတဲ့အိမ်မှာဘသူမှအစာမစားကြဘူးတချင်းတန်တွေမကြားရဘူးအဲ့ဒီရက်တွေအတွင်းနေမတာဘူးမိုးတွေတဲကြီးမဲကြီးရွာလို့ကွယ် မေတို့အားလုံးအစားကောင်းငင်ကငိုပေးတာနဲ့တူရဲ့အမေတို့အမင်းငယ်ငယ်ကလေးကမျော်လင့်သလိုအိမ်ရှိဘွဲတပ်ပုံလည်းမချိန်နိုင်အမေတို့အိုမင်းရင်လည်းမင်းကမပြုစုနိုင်တော့ဘူးပေါ့ตาရေလူကလေးဒီနေ့ตาကြိုက်တဲ့ခရမ်းသီးနဲ့ရခိုင်ချက်နဲ့ချက်သေးချက်မြင့်ဟင်းချက်တယ်လေး သားလာစားပါအောင်ကွယ်အိမ်ရှိမှာအမေအမြဲထွက်ရက်တယ်တိလားမင်းအရင်နှောင်းကလူများ အမေကို အနောက်ကနေတိုင်းပတ်မလားလို့အမေမင်းစားဖို့တမင်းတပကအမြဲခူးထားတယ်မင်းဝိဖို့အဝတ်တွေအိနေအောင်တိုက်ထားတယ်တခါတလေဆိုလေလမ်းထဲစပိတ်စီးထားတဲ့မင်းရွယ်ကောင်လေးတွေကို တွေ့ရင်အမေကဟဲ့တာ ကားတိထားနော်လို့ပြောမိတယ်။တခြားကလေးတွေကသူတို့အမေတွေကိုမေကြီးရေလို့ဩခေါ်ရင်အမေထူးမိတယ်။ဘလို့ခကြီးပါလေကွယ်။ဒီခကြီးကလည်းအမေတို့ရဲ့အဖိုးပွင့်လေးတွေကိုမှဖန်းစားရက်တယ်။အမေတို့အိမ်ကို စနေကျိုးဝင်ပြီးသားရယ်။ဒါကြောင့်မင်းအဖေကိုဖျား ရှိဖို့ပါတရားထိုင်ပါလို့ပြောတာ။ မဲဖေကမလောက်ဘူးကွတားရင်မဲအစ်ပြေးရဲ့လားမင်းနေကောင်းထိုင်တာရှိရဲ့လားမင်းခန္ဓာကိုယ်ကိုယ်တော်ပြန်မရနိုင်တော့တဲ့ဟောဒီတတော်လုံးကျွေတဲ့ပန်းလျရတဲ့ຫນွေမှာငါသားကို အမေလေးလွမ်းဆွတ်တန်းတာနေမိတယ်ကွနောက်တခါလူဖြစ်ခွင့်ရရင်မင်းနေခြင်းတလို့လွတ်လွတ်လပ်လပ်နေနိုင်တဲ့နေရာမျိုးမှာလူဖြစ်ပါစေတားရဲ့ സെയിന്റ് പാനുവിമാരാ